ဆိုတော့ကျွန်တော်တင်တန်းလေးစလိုက်မယ်ပေါ့နော်ဟိုကျန်တဲ့ဟာတွေကတော့ပြပြချင်းပြပြချင်းလေးပြောပြသွားမယ်ကျွန်တော်တင်တန်းကတော့ပြက်လို့မရအောင်ကြာပြက်လို့မရအောင်ဆိုတာနည်းနည်းစသွားတာမြန်တယ်မြန်တယ်ဆိုတင်မဲ့ဟာအဲကုန်းရေခက်တက်တာဝိတ်ဆော်တယ်အဲကူလာဝါတာကူလာဆိုတော့နောက်ဒီအင်းလေးတက်စစ်ဝါရင်အခြေခံပေါ့အကယ်ဆက်ဖို့တော့ပြချင်တယ်ဆိုမော်တာအင်းလည်းပတ်လို့ရဟုတ်ဆိုအဲ့လိုမျိုးအဲတင်ကျင်တဲ့ဟာတွေကျွန်တော်တို့စီမှာရှိတဲ့ဟာတွေကိုကျွန်တော်တို့ကတန်းနိုင်လို့ပေးမှာပေါ့ တော့ပေးမယ်ဒါပေမဲ့ဒီမှာအဓိကသင်ပေးမယ့် course ကတော့ကျွန်တော်အိမ်တွင်အာဒီ aircon ရေကတိတာဝိစောစက် air cooler water cooler ပေါ့နော်အဲ့ဒီ၅မျိုးကိုကျွန်တော်တို့ကလောကဟိုတက်ကျွမ်းနားလဲသွားတဲ့အထိကိုယ်ပိုင်ဆိုင်ဖွင့်နိုင်တဲ့အထိပြောင်းကြော်တော့သင်ပေးမှာပေါ့နည်းနည်းလေးတော့နည်းနည်းလေးမဟုတ်တော်တော်လေးတော့အားဆိုင်ဖို့လိုတယ်အဲ့တော့စားနည်းနည်းသွားတဲ့အတွက်ကြောင့်ကျွန်တော်တို့သင်တန်းပြက်လို့ရှိရင်တော့နောက်နေ့တွေကျရင်လင်းရချိတ်ရအောင်မဟုတ်ဘူးအဲ့တော့တတ်နိုင်ဆုံးတော့သင်တန်းမပြက်နဲ့ပေါ့နော်နောက်တစ်ချက်ကကျွန်တော်တို့က ဒီမှာတော့အချိန်နဲ့ပတ်သက်လို့ကျွန်တော်တို့တိတိကျကျသွားတာရှိတယ်။ဒီနေ့ကအစနဲ့မျိုးကျွန်တော်တို့ဒါကိုနာရီ7မိနစ်မှာစတာပေါ့နော်။ပုံမှန်ဆိုရင်တော့အဲဒီကိုနာရီ00ဆိုတာကျွန်တော်ကစာစတင်တယ်။ဆင်းမဲ့အချိန်ကတော့12နာရီဆိုတော့ညာလည်းပဲဒီခါလေး12နာရီကျော်သွားတာတို့ဘာလို့လက်တွေလှုပ်ထားနေပါလဲ။ဒါနဲ့ကြာသွားနေပါလို့စိတ်ကောင်းရှိနိုင်တယ်။အဲ့တော့အချိန်ပေးနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာတနေ့တော့နေလို့ရတယ်။တနေ့တော့နေပြီးတနေ့တော့ဆော့တယ်လို့ရတယ်။ကိုကြိုက်တဲ့ကဆော့ ဆော့လို့ရလိုအပ်ကျွန်တော်တို့တော့တွေပိုင်းမှာပေးတာကိုယ့်ကိုဖွင့်ဝင်လာပြီးကိုယ့်ကိုကြိုက်တဲ့ဆော့လို့ရအဲ့လိုမျိုးတော့ရှိတယ်အဓိကတော့အချိန်ပေါ့အချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကအကြေအကြောင်းကြောင့်နောက်ကြမယ်ဆိုရင်လည်းကျွန်တော်တို့ဖုန်းလေးတစ်ချက်ဆက်ပေးပါတော့ဒါမှမဟုတ်လည်း Fiber Glue လေးပွဲပေးတော့ Fiber နဲ့ပြီးတော့နောက်ကြရတဲ့အကြောင်းလေးပေါ့ဆိုတော့အခုလောလောဆယ်တော့9ရောက်ပေါ့တကယ်လည်းသင်တန်းက extra 9ရောက်တဲ့ extra ပါ9ရောက်ဆုံးလာတယ်ပေါ့နော်အဲ့တော့ဘာပြန်100ပါလဲ100ရာခိုင်နှုန်းပေါ့ အဲ့တော့လူတော့တိတ်မသိဘူးကျွန်တော်တို့သင်တယ်အဲ့တည်ခြင်းမသိခြင်းအောင်အဓိကဘောအဓိကကျွန်တော်တို့ပေးခြင်းတဲ့ဟာလေးကိုလာယူမယ်ပေါ့နော်အဲဒီလောက်ပါပဲအရင်ကြီးရောကျလဲကြီးကြီးမားကြီးရောရမတွေ့ပါဘူးအရင်ဆုံးဒီလေးစသင်မှာရေကတိတာအကြောင်းရေကတိတာရေကတိတာလို့ပြောလိုက်ပြီဆိုတဲ့ကွာကြောက်ရလိုက်တော့မရင်တော့အေးစိနေတာဟောပေါ့နော်ပြီးရင်ရေးရမယ်အချိန်လေးပေးမယ်နားမယ်လို့ရှင်ပြန်မေးရတယ် နည်းနည်းဆွေးနွေးကြည့်အောင်ရေကတိတာဆိုတော့ပါဘလို့နားလဲတာဟုတ်တယ်ရေကနေခဲသွားတာဟုတ်တယ်ရေကတိတာတို့ပေါ့ကိုကိုကြီးဟုတ်တယ်ဟုတ်တယ်ထက်သိမ့်မယ်ဟုတ်ဒီလိုဆိုပဲဘာရင်ကြည့်နေတော့မရေကက်တက်တာကလုတ်ဘာရောရေကက်တက်တာနည်းနည်းဆွေးနွေးကြည့်အောင်ကောင်းကြီးလို့သိတဲ့စီရယ်ဒီအရေဘာအေးလေးတောက်ချင်လို့ရှင်ဘာလုပ် လိုလိုလေဂျန်နေတက်နေတာဟုတ်မတက်ဘီယာတော့ပြောလို့တော့ကောင်းကြီးပြောပြောအောင်ပြောအောင်ရေကဲတရဆိုပါတော့လောရေတင်ပြောပိုးဝင်လို့ပြောအဘူရတယ်အေးကိုပြောင်းတာဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ကရေအေးလေးတောက်ချင်တယ်ဗျာတော့ရေအေးလေးတောက်ချင်တယ်ဆိုလို့ရှင်ဒီရေကိုကျွန်တော်တို့ကဘာလုပ်နိုင်မလဲရေကဲတရတော့ထဲမယ်အေးအောင်တော့သွားမလုံနဲ့တော့သူ့ယောက်ျားကိုကြီးရသိပ်လွဲတာမဟုတ်ဘူး ကိုကြီးက DJ ကိုပြောတာမဟုတ်ကိုပဲရက်ကွက်61ကတော့အဲ့တော့ဒီကိုကျွန်တော်ကရေးရေးလေးတောင်းချင်တယ်ဆိုလို့ရှိရင်ဘာဘဲထဲကိုထည့်လိုက်မယ်ရေကဲထဲလိုက်ထည့်မယ်မထည့်လို့ရှိရင်ရေကဲစိတ်မှာပေါ့နော်အဲ့လိုမျိုးတောင်းမယ်အဲ့တော့ကျွန်တော်တို့ကအဲ့လိုမျိုးမစင်စားတော့ဘူးကျွန်တော်ကဘယ်လိုစင်စားလဲဒီကိုရေးရေးလေးတောင်းချင်လို့ရှိရင်ဒီရေထဲမှာရှိတဲ့အပူတွေကျွန်တော်တို့ကမလုပ်လိုက်မယ်ဆွတ်ထုတ်လိုက်တော့မဟုတ်ဖယ်ရှားလိုက်မှာပေါ့ဒီခိုင်းပူလေးတွေကျွန်တော်တို့ကအေးကျင်တယ်ဗျာမလုပ်လဲ ခန်းထဲမှာရှိတဲ့အပူတွေကိုစွန့်ထုတ်လိုက်မယ်တော့မို့တနည်းအားဖြင့်ဖယ်ရှားပစ်လိုက်မယ်ဆုပ်ယူလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီခန်းမှာအပူနဲသွားတယ်ဘာဖြစ်သွားလဲအေးပြီးကျန်ခဲ့မှာပေါ့အဲ့တော့ဒီရေကိုလည်းရေးလေးတောက်ချင်တယ်ဆိုလို့ရှိရင်ဒီရေထဲမှာစီးဝင်နေတယ်အပူတွေကိုကျွန်တော်တို့ကဆုပ်ယူလိုက်မှာဆုပ်ယူလိုက်မယ်ဆိုလို့ရှိရင်ဒီထဲမှာအပူတွေနဲသွားတဲ့အတွက်ကြောင့်မလို့ဘာဖြစ်သွားမလဲရေအေးသွားမှာပေါ့အဲ့တော့ဆက်ဆုပ်မယ်ဆက်ဆုပ်မယ်အပူတွေဆက်ဆုပ်မယ်ဆိုလို့ရှိရင်ဒီကအေးတဲ့အဆင့်ကနေပြီးတော့ကြော်လုံးကြီးဘာဖြစ်သွားမလဲခဲသွားမှာပေါ့ နော်အဲ့တော့ဆိုလို့ရှိရင်အဲ့တော့ရေခဲတက်တာဒီဘာလို့မလဲဆိုလို့ရှိရင်သူ့ရေခဲကက်ဘိနက်ထဲမှာရှိတဲ့အပူလေးကိုသူဘာလို့ပြင်မလဲဖယ်ရှားပြင်မလားနောက်တစ်ချက်ဆုပ်ယူပြင်မလားနောက်တစ်ချက်ကစွန့်ထုတ်ပြင်မလားအဲ့ဒါကြောင့်မို့ကျွန်တော်ရေခဲတက်တာဖွင့်ထားတဲ့အချိန်မှာရေခဲတက်တာဘေးတွေကိုသွားကင်လို့ရင်ဘာပြက်နေလဲပူနေအောင်အဲ့ဒီပူနေတာဒီသူ့ကက်ဘိနက်ထဲမှာရှိတဲ့အပူလေးကိုဘာလို့နေအောင်ဆုပ်ယူပြီးတော့အပြင်ကိုဖယ်ရှားနေအောင်အဲ့ဒါကြောင့်မို့ရေခဲတက်တာထဲမှာ အေးနေတော့အပူနှဲပြီးတော့အေးသွားတာ ဒါလေးပါပဲเนาะအဲ့ဒီအချိန်ကသဘောတရားလေးကိုနားလည်သွားရေဆိုလို့ချင်းတော့ကျွန်တော်တင်တဲ့အောင်ဒီနေ့ကတော့ဒီလောက်ပဲပေါ့เนาะကျေးဇူးတင်ပါတယ်ရပြီလားမသိဘူးကဲဟုတ်ပြီတော့လို့ချင်းရေခဲတက်တာတွေကကျွန်တော်အလုံးလုံးဆောင်ချက်ကိုအကြံပေးအောင်သိပြီသိပြီဆိုရေခဲတက်တာတွေကဘယ် system နဲ့အလုံးလုံးမှလဲเนาะဘယ် system နဲ့အလုံးလုံးမှလဲဆိုအောင်သွားတော့အဲ့တော့အဲ့ system ကိုမသွားခင်မှာကျွန်တော် ကဲဒီထဲမှာနည်းနည်းသိတဲ့သူတွေပါတယ်ရေခဲတစ်တာမှာဘာတွေပါလဲရေခဲတစ်တာဖွဲ့စည်းတိစောက်ထားတဲ့အထဲမှာနည်းနည်းသိတဲ့လောက်လေးတွေပြောပြအောင်ကွန်ပရက်ဆာပါမယ်ဘီဒီပါမှန်တာဗောဘီဒီပါတာဗောဘီဒီပါဘီဒီမပါမမြင်အောင်လေနော်မမြင်အောင်အဘာတွေပါအောင်လေကောင်းကြီးလို့ကဲလို့ပြောကြမေးတော့ကြောက်အောင်မေးစာတွေပို့ပြီးတော့ဘူးခွိုင်ပါမယ်ဟုတ်ပြီ ဟုတ်ပြီ dry up ပါမယ်ဟုတ်ပြီအဲ့တော့တည်တယ် okay အဲ့တော့ base system နေနဲ့အလုံးလုံးလဲဆိုရင်ရေခဲတစ်တာရအောင်ဟုတ်တယ် vapor compression system နဲ့အလုံးလုံးတယ် vapor compression system နည်းနည်းပြောကြည့်ပါဦးဘာ system လဲမသိ vapor compression system အဲ့တော့ vapor compression system ကကျွန်တော်တို့ refrigeration system ထဲမှာပါတဲ့အစိပ်ပိုင်းတစ်ခုပဲရှိသေးတယ် system တစ်ခုပဲရှိသေးတယ်သူကခေါင်းစဉ်ရ refrigeration system အဲ့ဒီအောက်မှာမှာ vapor compression system အတွက်ခေါင်းစဉ်ခေါလီတစ်ခုပဲရှိသေးတယ် ဒီမှာတော့ကျွန်တော်တို့အဓိကသင်ပေးမှာတော့ vapor compression system အကြောင်းအဓိကသင်ပေးမှာအဲ့တော့ vapor compression system မှာဘာတွေပါမလဲဆိုလို့ရှိရင်နံပါတ်1ကတော့ compressor ပါမယ်အင်း condenser အဲ့တော့ expansion device ပြီးလို့ရှိရင်เนาะ evaporator ဆိုပြီးတော့အဓိကအစိပ်ပိုင်းလေးကိုပါတယ်။ဘယ်လိုလဲအဲ့ဒါလေးပဲတစ်ချက်ရေးပြထားအောင်เนาะ